အားလုံးပဲမင်္ဂလာပါဗျအခုတော့ကျွန်တော်တင်းလာသားမီးတွေအတွက်ဘောဒရက်စာတည်တဲ့နဲ့ဟာလေးတစ်ချက်ပြောပေးချင်တာဖြစ်တယ်အဲ့တော့ဗီဒီယိုရှည်လို့စိတ်မရှည်ဘူးရစ်တယ်ထင်တယ်လူတို့ရှင်းမဲ့ကြည့်ကျင်တဲ့လူမျိုးတွေကတော့ဒီဗီဒီယိုဆက်မကြည့်ပါနဲ့ကြာပြီးဖြစ်နေမှာမဟုတ်လို့ပါအဲ့တော့တင်းလာသားမီးတွေပေါ့တင်းလာသားမီးတွေအနေနဲ့ကကျွန်တော်တို့အထက်ဆောင်ပန်းကျို၃လုံးရှိတယ်အဲ့ဒီအထက်ဆောင်ပန်းကျို၃လုံးကကိုယ့်ဘဝမှာအဓိကကြားရတဲ့သူတွေမှာပါတယ် ဲ့တော့ဘဲဂျိုတွေလဲဆိုတော့တောက်ကြရဲစနေရဲအင်္ဂါကုတ်တဲ့ဆောင်ပန်းဂျိုဖြစ်တယ်။နော်ဒါကြောင့်ပဲဒီသုံးလုံးကိုကျွန်တော်တို့ကဘဝမှာကောင်းကောင်းအသုံးချဖို့လိုတယ်။အဲ့ဒီနေရာမှာကျွန်တော်ဘဲဂျိုကအဓိကကြတယ်ပေါ့နော်။တဲလာသားမိတွေလဲတောက်ကြဂျိုကအဓိကကြတယ်။အဲ့တော့တောက်ကြဂျိုကိုကျွန်တော်တို့ကအဆောင်အနေနဲ့တောက်ကြဂျိုကိုကျွန်တော်တို့ကဟိုကုတ်ဘဝမှာဘလို့လက်တွဲပြီးတော့အားကိုးရဖြစ်သုံးမလဲပေါ့။အဲ့တော့တောက်ကြဂျိုကတဲလာသားမိတွေအတွက်ကအကောင်းဆုံးဂျိုဖြစ်တယ် တောက်ကြကြွာလုံကြုံတာကာကွယ်တာရင်းနှီးမြှောက်နှံတာဒါကိုပြောတာအဲ့တော့တင်းလာသားမီဒီယာဘဝမှာရလာတဲ့ငွေကိုဘယ်လိုရင်းနှီးမြှောက်နှံရမလဲဆိုတော့ပညာကိုအဓိက လေ့လာဖို့လိုတယ်တဲ့တကယ်ကိုကျွန်တော်ကဘာမှနာမည်ကြီးတဲ့ Warren Buffett တို့လိုငငယ်လေးတွေကသူတို့ရင်းနှီးမြှောက်နှံမှုတွေဘယ်လိုလုပ်ခဲ့တယ်ပတ်စံလေးတွေရလာရင်ဘယ်လိုရင်းတယ်ဒေါ်လာဘယ်လောက်ရလာရင်ဘယ်နေရာမှာသွားရင်းမယ်ဘယ်နေရာမှာသွားမြှောက်နှံမယ် နော်အငွေကိုဘလို့ပွားအောင်လုပ်ကြမလဲဒါမှမဟုတ်လေဒီဟိုကို့အတွက်ရင်းနှီးမြှုပ်နှံမှုဟာအရွယ်တစ်ခုရအောင်ရောက်လို့ပေါ့ဗျာငယ်တော့ကတော့ဘာမှရင်းနှီးမြှုပ်နှံနှံတတ်မှာမဟုတ်ဘူးပတ်စံလေးပဲဆုတ်တတ်မယ်အဲပတ်စံလေးဆုတ်လို့များလာရင်ဒါရွှေလေးလုံးမယ်ဒါကတော့ငယ်တုန်းအချိန်လောက်ကဒီလောက်ပဲလုပ်တတ်မှာခလေးဆိုတော့စီးပွားရေးလည်းလုပ်ဖို့မလွယ်ဘူးအော်တဲလာသားမီးတွေကအရွယ်တစ်ခုရောက်လာတယ်ဆိုကိုကျွမ်းကျင်တဲ့နယ်ပယ်ကိုရင်းနှီးမြှုပ်နှံမှုအပြည့်အဝလုပ်ဖို့လိုတယ်ဒါမှမဟုတ်ကျွန်တော်ကအိမ်အเจ้าနားလေတယ်ဆိုရင်အိမ်နေခြံနေမြေတွေတိုက်ခန်းနေလုပ်မယ်ပေါ့ ျွန်တော်ဆက်ပြီးစီစောင်းနားလဲတယ်ဆိုရင်ဒါဆက်တွေကားတွေအင်ဂျင်တွေဂျန်နီယာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အများရနိုင်တဲ့ကိစ္စတွေကိုလုပ်မယ်ပေါ့ကျွန်တော်တော့မဟုတ်ဘူးစိုက်ပျိုးရေးအကြောင်းနားလဲတယ်ဒါဆိုတော့ကျွန်တော်စပားတွေပဲတွေလှောင်မယ်ပေါ့ဗျာပုံပုံကျွန်တော်ကတက်တွေအကြောင်းနားလဲတယ်ဒါဆိုတက်တွေဝယ်ပြီးကျွန်တော်ဖန်နီချာတွေလုပ်မယ်ပရီဘော့ကားတွေလုပ်ပြီးဈေးတစ်ခုရအောင်ပြန်ရောင်းမယ်ပေါ့အဲ့တော့မဟုတ်ကျွန်တော်ကတော့အလှပကြီးကကျွမ်းတယ်ဒါဆိုအလှပနဲ့ပတ်သက်ပြီးဘယ်လိုကျွန်တော်ရင်းနှီးမြှုပ်နှံမလဲဒီကော့စပတ်တွေပစ္စည်းတွေကိုဝယ်ထားမလားလှောင်ထားမလားဘယ်လိုပြန်ရောင်းမလဲဘယ်နေရာကနေဒိုင်ဈေးနဲ့ရအောင်မလဲစသဖြင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာကျွန်တော်တို့ကအဓိကကြရတယ်လို့ပြောတာတော့အဓိကကြရတော့အဲ့တော့အတင်းလာသားမီဒီယာဖြစ်တယ်ခင်ဗျာ၃နေဖြုံးနေတယ်ဒီနေ့ရရတယ်ဒီနေ့လောက်ဝါကရရတယ်ဒီနေ့လောက်ဝါကခင်ဗျာ၃တောင်းရရထားပါတော့နော်တမဲဝယ်စားလိုက်တယ်တတောင်းကုန်တယ်နော်အရက်ဝယ်တောက်လိုက်တယ်တတောင်းကုန်တယ်အဲ့ကျအဝက်စားဝယ်ကြီးပိုးကြီးပန်းကြီးနဲ့ဖုံးပေထည့်လိုက်တယ်အဲ့လိုဖြစ်နေတဲ့လူမျိုးဆိုတသက်လုံးမကြည့်ပါဘူးတင်းလာသားမီဒီယာတင်းလာသားမီဒီယာငွေကိုစုကိုစုရပါတယ်နော်ငွေစုတဲ့အကျင့်ငွေတွေကလောက်ပါ ော့တဲလာသားသမီးတွေရဲ့စိုးမိုးကြော်ကဘန်လို့တာမျက်စိထဲမြင်လိုက်ဘန်သွားဘာလို့လဲငွေစုံမယ်နော်အရင်နေ့လို့ပို့တော့ပတ်စံချီးမယ်ဘန်နဲ့ဘန်လှုပ်ဆောင်ချက်တွေအတိုင်းကျွန်တော်တို့ကတဲလာသားသမီးတွေကလှုပ်ပါဒါဆိုဘဝမှာအောင်မြင်မယ်အဲ့တော့ဘန်ကဘလို့တွေလှုပ်လုံနေလဲငွေတို့ဘလို့ပွားအောင်လုပ်တယ်နော်သူများလာအထားတဲ့ငွေကိုဘလို့သူတို့အရင်နေ့လို့ပြီးဘလို့ကိုပြန်ထုတ်ချေးလဲစသဖြင့်အဲ့ဒီပုံစံအတိုင်းဘာလုံးတဲ့ပုံစံအတွက်တင်းလာသားမီဒီယာဘဝမှာလုံးမယ်ဆိုရင်ကောင်းတယ်လို့ပြောတာเนาะနေထိုင်တဲ့နေရာမှာဆိုလဲချစ်ချစ်လေးလေးနဲ့ကြောက်ကြောက်ဝါမရှိဘဲနဲ့ နော်ဟိုချွတ်ချွတ်ချန်ချန်ပုံစံလေးနေတာကဘဝလမ်းတစ်လျှောက်မှာပိုကောင်းစေတယ်ဒီအချက်လေးကိုကျွန်တော်ကမမေ့စေချင်ဘူးအဲ့တော့တင်းလာသားမီးတွေရဲ့စီးပွားရေးကအင်းငါချိုးပိုင်တာဗျအညွန့်ချိုးနော်အညွန့်စီးပွားဆိုတော့ဖြစ်နေတဲ့ဆိုင်ဟိုအင်းငါချိုးပိုင်တာဒါကြောင့်အင်းငါနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘယ်ဟာကိုကျွန်တော်တို့ကအဓိကထားကြည့်အင်းငါဆိုတာစွန့်စားတာဗျစွန့်စားတာစွန့်စားတာလှုပ်တာ အင်္ဂါဆိုတာစွန့်စွန့်စားစားနဲ့ထက်ထက်မြက်မြက်လောက်ကြတဲ့အပိုင်းကအင်္ဂါပိုင်တာဒါကြောင့်ပဲကျွန်တော်တို့ကလဲလာသားမိကြီးကအရန်ကြီးပုံဟောင်းအလုပ်တွေအရန်ကြီးဘလို့ပြောမလဲဆိုတော့ခက်မမိတဲ့အလုပ်တွေဝန်ထမ်းလိုလိုလက္ခဏာလိုလိုသူများခိုင်းဘက်လိုလိုအဲ့လိုလုံးနေတာမျိုးတွေကိုကျွန်တော်တို့ကတော့အားမပေးဘူးနော်ကိုကကိုဝါနာပါလို့ဝန်ထမ်းဝယ်လို့တာတို့ဘာတို့တော့ကျွန်တော်တို့မပြောဘူးအဲတကယ်စီးပွားရေးတစ်ခုအနေနဲ့လှုပ်တော့မယ်ဆိုရင်တော့ ဒဲလာသားမေးတွေကစွန့်စားရမယ်သူများတဲ့ပို့ပြီးထွန်းဖောက်ပြီးလုံနိုင်ဖို့လိုတယ်ဒဲလာသားမေးတွေကဖင်ပော့ဖို့လိုတယ်တင်ရဒဲလာသားမေးတွေဖြစ်နေလေးနေတယ်တခုခုခိုင်းရင်မကြွတော့ဘူးမထတော့ဘူးမပြီးတော့ဘူးဆိုရင်အဲဒဲလာသားမေးတွေကကြီးပွားဖို့မလွယ်ဘူးတော့ဒဲလာကအင်္ဂါပိုင်တာဖြစ်တဲ့အတွက်ကြီးပွားဖို့လိုတယ်တိုးတက်ဖို့လိုတယ်စွန့်စားဖို့လိုတယ်ကြီးပွားစင်စစ်ရှိဖို့လိုတယ်လှုပ်ရှားရှိတာတွေကိုကျွန်တော်တို့ကအားပါတရလှုပ်ထားဖို့လိုတယ်အဲ့လိုလှုပ်ထားနိုင်မှလည်းကျွန်တော်တို့ကအဆင်ပြေမယ်လို့ပြောတာအဲ့တော့စွန့်စားတာလောက်ကတဲ့အပိုင်းတွေကတင်းလာသားမိတွေတဲ့ကောင်းကောင်းသလို အဲ့တော့အင်္ဂါဂျိုကစွန်စားတာအပြင်ကျွန်တော်တို့နောက်ဘာရှိသေးလဲပေါ့နော်အင်္ဂါဂျိုဆိုတာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေကအင်္ဂါပိုက်ပါတယ်နော်စောက်လုံရင်းနဲ့ပတ်သက်တဲ့ဟာတွေနော်အဆောက်အဦတွေစောက်တယ်ဘာညာဒါတွေဟိုတိုင်းထွာရတဲ့ဟာတွေကပိုက်ပါတယ်နောက်ပြီး fashion designer လိုမျိုးကိစ္စတွေကအင်္ဂါပိုက်ပါတယ်အဲ့အင်္ဂါဆိုတာကျွန်တော်တို့ကတိကျစွာတိုင်းတိုင်းထွာပြီးလုပ်ကိုင်ရတဲ့အလုပ်တွေစိတ်ရွေးကြကြလုပ်ကြတဲ့အလုပ်မျိုးတွေလို့ပြောတာလက်သမားဆရာတွေလို engineer တွေလို့နော်အဲ့တော့ designer တွေလို့ပေဒေရှားတိုင်းတော့ပခုံးဘလောက်ဟိ ရင်ဘက်ကဘလောက်ဟိနော်ခါဘလောက်ဟိနော်လက်အရှိကဘလောက်ဟိဒါကိုတိုင်းပြီးတော့အတိအကျလောက်ကတို့တိတိကျကျတေးတေးကျကျတိုင်းထွာလောက်ကတဲ့အလုပ်တွေမှာဒဲလာသားမိတွေကစီဝါရေးရှာမယ်လို့ပြောတာဒါတော့အဲ့ level တွေကတော့အများကြီးပေါ့ဆရာဝန်ဆိုခွဲစိတ်ဆရာဝန်ဆရာဝန်လုံးမယ်ဆိုရင်ဘယ်အပိုင်းအကောင်ဆုံးလဲဒဲလာသားခွဲစိတ်ဆရာဘာအတိအကျလေနော်ဒီနေရာမှာခွဲရဒီနေရာမှာခွဲရမှာနော်ဘိုက်နာနေတာကိုရင်ဘက်မှာသွားခွဲလို့မရအောင်နော် လက်မဲကြီးယောဂါဖြစ်နေတာကိုချက်အောင်မသွားခွဲလို့မရဘူး။ तू ဖြစ်တဲ့နေရာမှာ तू ခွဲရမယ်။အတိအကျအဲ့တော့မှဘယ်နေရာမှာဘယ်အကျိုးလေးလုပ်အောင်တိတိကျကျလုပ်ကအဲ့တော့ဆရာဝန်လုပ်မယ်ဆိုရင်ကျွန်တော်တို့ကတင်းကအားကောင်းတဲ့အတွက်တင်းလာတာမြန်ခွဲစစ်ဆရာဝန်လုပ်ရတယ်။အင်ဂျင်နီယာလုပ်မယ်ဆိုရင်လည်းတကယ်တိုင်းထွာရတဲ့အပိုင်းပေါ့နော်။အဲ့တော့မက်ကနီကယ်တို့စီဗယ်တို့လုပ်ရမှာပေါ့။နော်။အဲ့လိုပဲ။အလှပအကြီးအရဆိုဘယ်လိုဟာမျိုးတွေလဲ။စပင်တို့လို့ဒါအတိအကျပဲ။ နော်ဘယ်ဘယ်ဒီဇိုင်းညက်မယ်ဆိုတော့ဒီဒီညာဘယ်နေရာလောက်တူရမယ်ဘယ်လောက်ရှည်ရမလဲနော်အရှည်ကစမိတ်ချမယ်ဆိုလဲဘလို့အဲ့လိုတိတိကျကျဖြစ်တဲ့အလုပ်တွေကအကောင်းဆုံးလို့ပြောတာဒါဆိုကိုအလုပ်အသက်မွေးမှုအတွက်ဆိုရင်စဉ်းစားတတ်ဖို့အတွက်အတွေးခေါ်ရမှာ ID လုပ်ငန်းဆိုလဲတကယ်ကိုကျွန်တော်တို့ကဈေးကွက်ထိုးဖောက်ရတဲ့ကိစ္စတွေအဲသူများတွေကိုပို့ပြီးပို့ပြီးတော့ဘလို့ထိုးဖောက်ပြီးလောက်ကမဲ့ကိစ္စတွေ ID မှာဆိုလဲ hacker လိုမျိုးတွေနော်အဲ့တော့ networking နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲကိုယ့်ရဲ့စာပေါ်မထိုးဖောက်နိုင်အောင်လုံခြုံရေး ဆက်ကြိုဒရီပိုင်းနဲ့ပတ်သက်တဲ့ဟို ID နီးပညာတွေဒါတွေနဲ့ပတ်သက်ဆက်နွယ်ပိုကောင်းတယ်ပေါ့ဒါကတော့အများကြီး level တီးတီးမှာအင်္ဂါဂျုံနဲ့ပတ်သက်တာတွေကိုလှည့်စင်စားပြီးကျွန်တော်တို့ကအတက်မွေးလို့ရတာတွေရှိတယ်ဒါရီယာဒဲလာသားမိတွေလည်းအကောင်းဆုံးဖြစ်တယ်အဲဒဲလာသားမိတွေကနောက်ထပ်အတက်မွေးမှုမဟုတ်ဘဲနဲ့အချစ်ရေးအိမ်အောင်ရေးတွေကြတော့ဆက်နေဂျိုပိုင်တယ်ဆက်နေဂျိုပိုင်တယ်အဲဒဲလာသားမိတွေရဲ့6ခုမြောက်ဆက်နေဟုတ်ဒါဆိုဒဲလာသားမိတွေကဝေးလံခေါင်ဖျားတဲ့လူတွေနဲ့ဖူးစာစုံလေးရှိကြတယ်တဲ့ ဝေးလံခေါင်ဖျားရဲလို့တယ်နော်ဝေးလံခေါင်ဖျားရဲလို့ဆိုတော့ကိုကလက်ရှိရန်ကုန်မှာနေတယ်ဆိုရင်ကျွန်တော်တို့မန်လေးသားတို့တောင်ကြီးသားတို့လူလူတွေနဲ့သွားကြိုက်တာမျိုးတွေနော်ဒါမှမဟုတ်လေကိုရန်ကုန်မှာနေတယ်ကိုသွားရင်လာရင်လည်းနေဆက်သွားရင်လည်းအမှတွေးတဲ့တိုင်းသူတယောက်ယောက်နဲ့ဖူးစာစုံသွားတာတွေအချို့ကြတော့လို့မဟုတ်နိုင်ငံသားသွားတယ်နိုင်ငံသားသွားရင်လည်းကိုနဲ့ဘာသာလည်းမတူလူမျိုးနဲ့မတူတဲ့ foreigner တွေနဲ့အိမ်တော်ကြသွားတာမျိုးတွေအဲ့လိုမျိုးတွေတွေ့ရတဲ့လူမျိုးဖြစ်တယ်လို့တဲလာသားမိတွေရဲ့အိမ်တော်ဘက်ကလည်းအသက်အရွယ်မတိမယုံမဟုတ်ဘဲနဲ့ကြီးလွန်တာ ဘယ်နောနာအဲ့လိုဖြစ်တဲ့တယ်ဒါတော့တင်းလာဒါ20ဖြစ်တယ်ဆိုရင်ကို30 35အနေနဲ့သွားတွေ့ရင်တွေ့တာအဲအဲ့လိုဟာမျိုးတွေအတက်အရွယ်တော့တိတ်မကွာဘူးဆိုရင်လည်းအဲ့လိုပေါ့ဒလေးစရိုက်အယူအဆအတူရခေါ်အဲ့လိုလူမျိုးတွေနဲ့အိမ်အောင်ကြက်တယ်တဲ့အာမဟုတ်ဘူးကျွန်တော်တင်းလာတာဗျာခင်ဗျားအဲ့ချင်းကောင်းရင်တလန်းနဲ့ညူလဲအိမ်အောင်ကြတာတေးကြတယ်အဲ့ဒါဆိုခင်ဗျားမေးကြည့်တော်များများမတူဘူးတော်များများစရိုက်ဒလေးအယူအဆစိတ်ကူကွဲပြားတဲ့လူမျိုးတွေနဲ့တင်းလာသားမီဒီယာအိမ်အောင်ကြလေရှိတယ် ဘယ်တော့လာသားမိကအိမ်တော်ကြတဲ့ခါကျရင်ကိုယ်အိမ်တော်ဘက်ကိုတော်တော်ညှိယူရတယ်နော်ကိုကကောင်းကောင်းစားနေတယ်ချက်တာပြုတ်တာကိုကိုယ်တန်လည်းချက်တယ်လေကောင်းတယ်ကိုရရမိမကောင်းကောင်းမချက်တယ်ဟုတ်ဟာဘယ်အချိန်မှစီထည့်ရမလဲဘယ်အချိန်မှမဆလာထည့်ရမလဲဘယ်အချိန်မှဟင်းကိုနူတာနှက်ထားရမလဲမသိဘူးအဲ့လိုတွေပေါ့နော်ကိုယ်နဲ့တလွဲဖြစ်တာတွေတင်းလာသားမိကအမြဲဖြစ်တတ်တယ်အဲ့တော့အိမ်တော်ရင်းမှသူများနဲ့မတူနေနဲ့ကပောက်ကမဖြစ်တယ်ကိုအိမ်တော်ဘက်ကကိုနဲ့မတူတာအတက်ရွေးမတူတာအကြိုက်မတူတာ အယူအဆဒလိမတူတာဘာသာမတူတာစသဖြင့်အဲ့လိုမတူတာများတဲ့သူမျိုးတွေ ਨੇ အိမ်အောင်ကြတတ်တယ်အဲ့တော့မတူတာတွေကိုတူအောင်ညှိရမှာကိုယ့်အလုံးနော်အိမ်အောင်ကြပြီးသွားပြီဒီလိုမျိုးတွေကိုကျွန်တော်နားလည်ဖို့လိုပါတယ်ဒါအတင်းလာသားမီးတွေလည်းအချမ်းမြင်ပြောပြတာဖြစ်တယ်ရှောင်းဝါမဲ့ဟာတွေဘာအယောင်တွေဘေးရတနာတွေအများကြီးကြံတယ်ထိုင်ပြောမယ်ဆိုအများကြီးပဲကျွန်တော်တို့မပြောနိုင်ဘူးဘလို့မှလည်းကြည်မှာမဟုတ်အဲ့လိုအများကြီးရှောက်ပြောလဲနော်နောက်ဆုံးတော့ဘောင်းမှာထင်ပါတယ်လေလာသားမီးတွေအားလုံးဘဝမှာကံကောင်းကြပါစေစင်ပြပါစေကိုလောက်တာနေနဲ့ ကိုကံနဲ့ကြိုက်အောင်လုပ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ။